ကျွန်တော်ဒီနေ့ comment လေးတစ်ကြောင်းကိုဖတ်လိုက်ရပါတယ်သူများကလူမှရေးထားတဲ့ comment လေးကိုဖတ်ရတာဖြစ်ပါတယ်အဲ့တော့ဘာရေးထားတာလဲဆိုလို့ရှိရင် CN start up ရအောင် CN start up ရအောင်လုပ်ပြီးပါ Safrica page ဆိုလဲပြီးပါမယ်ဆိုပြီးတော့ရေးထားတဲ့အကူတယောက်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဖတ်လိုက်ရတယ်ဖတ်လိုက်ရတော့ကျွန်တော်ဒီကြောက်စိတ်ထဲမှာဒါလေးကိုပြန်ပြီးတော့ဖျောက်ဝင်ပြီးခြင်းတယ်ပေါ့နော်အဲ့တော့ CN start up ရအောင်လုပ်ပြီးလို့မရဘူးပေါ့နော် CN start up ရအောင်ကျွန်တို့တွေကလုပ်ပြီးလို့မရဘူးလုပ်ပြီးလို့ရပါတယ်ဆိုတဲ့သူတွေကလည်းအဲ့ဒါကိုယ်ကျင်းထဲကိုလိန်ဖို့ပေါ့နော် CR status ဆိုတာကဘယ်သူမှကျွန်တို့လုပ်ပြီးလို့မရဘူးလုပ်ပြီးလို့ရပါတယ်ဟုတ်လားတစ်လအတွင်းလုပ်ပြီးလို့ရတယ်ဆယ်ရက်အတွင်းလုပ်ပြီးလို့ရတယ်တစ်ပတ်အတွင်းလုပ်ပြီးလို့ရတယ်ဘယ်ထူးနေလဲလုပ်ပြီးပါမယ်ဘယ်ထူးလဲလုပ်တယ်ဆိုလို့ရှိရင်တစ်ပတ်အတွင်းပွင့်တယ်နော်အဲ့တော့ဒီလိုမျိုးတွေကျွန်တို့တွေဟာပြောလာခဲ့ရင်တော့မှအဲ့လိုမျိုးပြောတဲ့သူတွေ ကိုလိန်လို့ကျွန်တော်တို့ပြောတယ်ဆိုတာကိုမှတ်ထားကြည့်တယ်အဲ့တော့ CM star ဆိုတာကကျွန်တော်တို့ကလောက်ပြီးလို့မရဘူးဘယ်သူမှလောက်ပြီးလို့မရဘူးဒါပေမဲ့ကိုဟာကိုလောက်ယူလို့ရတယ်ပေါ့နော်ကိုဟာကိုလောက်ယူလို့ရတယ်ကိုဘယ်လိုလောက်ယူရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အခြေခံအားဖြင့် GCS ကအကြအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုရဲ့ page မှာ follower 9000ပေါ့နော် follower 9000ရှိရမယ် နောက်တစ်ခုကကိုယ့်ရဲ့ video ကိုကျွန်တော်တို့ကကြည့်ရှုတဲ့သူမိနစ်ပေါင်း6000ပေါ့เนาะအဲ့လိုမျိုးရှိရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က3မိနစ်ပေါ့เนาะ video 3မိနစ်စာ video 5ဖုတ်ကျွန်တော်ရှိရမယ်ပေါ့เนาะ3မိနစ်စာ video 5ဖုတ်ရှိရမယ်အဲ့တော့3ဖုတ်ကအနည်းဆုံးရှိရမယ်ပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ကသူတို့တတ်မှတ်ထားတဲ့နိုင်ငံပေါ့เนาะသူတို့တတ်မှတ်ထားတဲ့နိုင်ငံ52နိုင်ငံရှိတယ် အဲ့ဒီ၅ချက်ကနိုင်ငံထဲမှာကျတို့တွေကကိုကကြည့်နေတဲ့သူဖြစ်ရအောင်အဲ့တော့အနည်းဆက်ဆုံးဆိုလို့ရှိရင်ကျတို့တွေထိုင်းတို့မလေးတို့စင်ကာပူတို့ပေါ့နော်အဲ့တော့အနည်းဆက်ဆုံးဒီလိုနိုင်ငံတွေမှာကိုကကြည့်နေတဲ့သူတယောက်ဖြစ်ရမယ်ဒါဆိုလို့ရှိရင်ရပြီလားဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်လည်းရတဲ့သူလည်းရတယ်မရတဲ့သူမရဘူးပေါ့နော်အဲ့တော့ရမယ်လို့မသိတာဘူးတို့ပေမဲ့ဒါကကျုံရေးဘူးရအဖြစ်ဖြစ်ကိုဖြစ်ရမယ်ရှိကိုရှိရမယ်ပေါ့နော်အဲ့တော့ ကျွန်တော်ဟိုကဒီ CS app ကိုလိုချင်တယ်ဆိုလို့ချင်းဟိုပိုင်း contact ဖြန့်ဒီပေးရမှာเนาะဟိုပိုင်း contact တွေဖြန့်ဒီပေးရမယ်ဟိုပိုင်း contact ဖြန့်ဒီပေးရပြီဆိုလို့ချင်းဟိုက plan ရှာရမယ်ငါတရက်ကိုဘယ်နှပုတ်တင်ပါလဲเนาะငါတရက်ကိုဘယ်နှပုတ်တင်ပါလဲငါတရက်ကိုနှစ်ပုတ်တင်ပါလားဗီဒီယိုနှစ်ပုတ်တင်နိုင်တယ်ဆိုလို့ချင်းတရက်ကိုနှစ်ပုတ်ပေါ့เนาะအဲ့တော့ဟုတ်ပြီတရက်ကိုနှစ်ပုတ်တော့ငါတင်မယ်ဒါပေမဲ့ဘယ်အချိန်ကြီးတင်ပါလဲ ိုယ့်ရဲ့ audience ကဘယ်ချိန်တွေကြည့်များလာလဲเนาะကိုယ့်ထဲမှာရှိတဲ့ audience ကအဲ့ဒါတွေကိုကိုကတိဖို့လုပ်တယ်ဟုတ်ပြီမနက်6နာရီနဲ့20သဘောတူပေါ့เนาะမနက်6နာရီ30ပေါ့เนาะညနေဆိုလို့ချင်း8နာရီ20 8နာရီ8နာရီ30ဒီလိုမျိုးပေါ့เนาะကိုကအချိန်ကိုအဲ့လိုမျိုးဒီနေ့ 8နာရီ30တင်လို့ရှိရင်နောက်နေ့ကိုလည်း8နာရီ30တင်ပြရမယ်ပုံမှန်ပုံမှန်ကျုပ်တွေကအဲ့လိုမျိုးပေါ့နော်မနက်6နာရီခွဲကျုပ်တွေချင်း6နာရီခွဲပုံမှန်တင်ပြရတယ်အခုဒီနေ့ကတော့6နာရီခွဲတင်လိုက်တယ်နောက်နေ့ကျတော့မနက်ပိုင်း8နာရီတင်လိုက်တယ်ပေါ့နော်နောက်နေ့ကျတော့ကျုပ်တွေ7နာရီတင်တယ်နောက်နေ့ကျတော့ပုံမအားဘူးဟာငါမအားဘူးကွာမတင်တော့ပါဘူးအဲ့လိုမျိုးကျွန်တော်မရဘူးပေါ့နော်အဲ့လိုမျိုးမရဘူးကျွန်တော်ကကိုက6နာရီခွဲနဲ့စလာတယ်ကျုပ်တွေ 6နာရီကျော်ကိုကျွန်တော်ဇန်တိုင်းဇန်တိုင်းတင်ပေးရတယ်ဘောနော်အဲ့လိုတင်ပေးမှလည်းကိုယ့်ထဲမှာရှိတဲ့ audience ကအော်ဒီကိုပါတင်အောင်မလဲဒီမှာပါတင်အောင်မလဲဘောနော်ကိုယ့်ကိုစောင့်ပြီးတော့ညော်နေတဲ့သူတွေကအချိန်မှန်ကြုံတွေဝင်ကြည့်ကြတာဖြစ်တဲ့အတွက်ဟိုကအဲ့လိုမျိုးအချိန်မှန်တင်ပေးရတယ်အဲ့လိုမျိုးတင်ဖို့အတွက်ဆိုလို့ချင်း Facebook မှာကျွန်တော်တွေကကိုယ်မအားလက်တဲ့ချိန်ဒီမှာ Facebook ကိုစကကျုနဲ့ကျွန်တော်တွေကတင်ခိုင်းတာလို့ရတယ်ဘောနော် ိုင်း20ညပိုင်းဆိုလို့ချင်း9:20လို့9:20ပုံမှာဘောနော်ကျောင်းတွေပြင်ပြီးပြီးလို့ရှိရင်အမနက်ပိုင်းကျောင်းတွေက6:30တောင်မဟုတ်6:20ပေါ့နော်ဒါခုခုပုံမှာလည်းအများကြီးမြင်ကြည့်ရပေါ့နော်ခုပုံမှာအများကြီးမြင်ကြည့်ရအဲ့တော့ကိုကအဲ့ဒီအချိန်တွေကိုတတ်မှတ်ထားပါလို့ဆိုလို့ချင်းအဲ့လိုပဲကျောင်းတွေပြင်ပြီးသွားပါဘယ်သူ့ကိုမှစပစ်အပ်ပြီးတော့လောက်ခိုင်းစရာမလိုပါဘူးဟဲ့လားစပစ်ပေးပါမယ်တပတ်အတွင်း CN စရအောင်လုပ်ပေးပါမယ် ပေါ့နော်ဆယ်ရက်အတွင်းရောင်းလုပ်ပြီးပါမယ်တစ်လအတွင်းရောင်းလုပ်ပြီးပါမယ်ကျွန်တော်စားပစ်အပ်ပါကျွန်တော်အတမင်ခံပေးပါလုံးဝကြုံနေသွားပြီးတော့အဲ့ဒါမျိုးမလုပ်ပါနဲ့ဘယ်သူမှမရဘူးရရတယ်ဆိုတဲ့ကောင်ကအဲ့ဒါလိန်တာပဲပေါ့နော်အဲ့တော့ဒါလေးကိုသိထားဖို့လိုပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိချင်လဲဆိုတာလည်းကောမန့်လေးမှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာ